ဣဇရေလ်တာဂါဇာတောင်ပိုင်းမှာလေကြောင်းတိုက်ခတ်မှုတွေစတင်လိုက်ပြီဖြစ်တယ်။ဒါပေမဲ့အပြေကရဆေးရီဟာခုအခါဒုကြပတ်မှာရှိနေသေးဖြစ်တယ်။ဣဇရေလ်တာထမတေယဝင်းမချက်မရှိသေးပေမဲ့ဗီဒီယိုအစ်တွေမှာရာဖာမြို့မှာရှိတဲ့လေကြောင်းတိုက်ခတ်မှုတွေကိုပြသထားပါတယ်။စစ်တုံးရဟရင်တစီဟာဒုနယ်မြေအထက်မှာလက်ပပြန်တန်းနေတာကိုလည်းတွေ့ရပါတယ်။ဣဇရေလ်ဆိုရကအဂျာဇီရာရင်ထနာကိုဣဇရေလ်နဲ့ တတ်မှတ်ထားတဲ့အနောက်ဘက်ကမ်းတွေမှာတရင်ထုတ်ချင်းမှာပိတ်ပင်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့မှာတရင်ချက်လက်တွေအကန့်အသတ်မရှိဘူးလို့ပြောပါတယ်။ဒါဆိုရာဖာမြို့မှာရှိတဲ့တိုက်ခတ်မှုအကြောင်းကျွန်တော်တို့ဘာတွေထပ်တိနိုင်တယ်လဲ။နောက်ဆုံးတရင်တွေကိုစတင်မဲ့ဖြစ်တယ်။အီဇွေဝူဂျီချိုကတော့အီဖျန်နဲ့ပတ်သက်ပြီးလုံခြုံရေးဆွေးနွေးမှုတွေပြုလုပ်ဖို့အတွက်ကက်ဘိနက်အစည်းအဝေးကဖက်ခေါ်သွားခဲ့ပါတယ်။အီဇွေမီဒီယာတရင်တွေအရထပ်မံပြောရင် ဣဇရေစစ်တပ်ဒါမှမဟုတ်ဟာမတ်ထံကတရားဝင်ထုတ်ပြန်ချက်မရှိသေးပါဘူးရဖာမြို့မှာဟာမတ်တခါကြီးတမရီနဲ့ဣဇရေစစ်တပ်အကြမ်းပြင်းထန်တဲ့လက်နက်ကိုင်ထိတ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားခဲ့တယ်လို့ဆိုရဲဒါပြင်ရဖာပောက်ကွဲရေးပစ္စည်း IED တခုပောက်ကွဲခဲ့ပြီးရဖာမြို့မှာပြည်စီမှုတွေဖြစ်ပေါ်စေကဣဇရေစစ်တပ်များတရားရရှိခဲ့တဲ့လို့လည်းတင်းတွေရရှိပါတယ်အေးအချင်းရဲ့နောက်ခံအကြောင်းမှာစစ်ပွဲအတွင်း အေဇွေစစ်တပ်နဲ့လက်တွဲလှုပ်ဆောင်ခဲ့တဲ့လက်နက်ကန်ပြည်သူ့စစ်အုပ်စုတစ်ခုနဲ့တက်ဆိုင်ပါတယ်။အုပ်စုကတော့ပါလက်စတိုင်းများစွာကမုန်တီခံရပြီးဟာမတ်ကလိုချင်နေနိုင်ပါတယ်။အချို့ကဟာမတ်ကသူအုပ်စုကိုဖမ်းဆီးရန်တာဝန်မို့ဖယ်ရှားရန်ဒုနယ်မြေကိုဝိုင်းထားရန်စူးစမ်းနေတယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့ထပ်မံပြောရမယ်။၎င်းအတွက်တရားဝင်အတည်ပြုချက်မရှိသေးပါဘူး။ကျွန်တော်တို့တိထားဒီမှာထိတ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားနေပြီး 一岁生大面，但是奶奶都说吧嘞，在看一岁嘛，男孩子都偏木来偏甜的吧嘞。一岁男孩子嘛面，玩具面嘞，再看各种面说嘎，哈马上，啊别看一岁一个粗泡的，都说嘎，一岁这里脸面比偏甜的说，都偏样美都比较吧嘞。一今年哈一岁玩具就多，男孩子也多玩嘞，叫嘛，干活天嘛木得个多面些比。 အပြစ်ခံရဆဲယူကိုတည်ငြိမ်အောင်ထိမ့်သိမ်းရန်စူးစမ်းနေတဲ့ပြည်သူများအတွက်စီကမှုတွေဖန်တီးထားပါတယ်။ဒါပေမဲ့ဣဇလန်ကဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီးအားလုံးပဲမှထုတ်ပြန်ချက်တွေကိုစောင့်မျှော်ရန်လိုအပ်ပါတယ်။ရာဖာမျိုးမှာဖြစ်ပေါ်နေတာကတော့ဆက်လက်ဖြစ်ပေါ်နေတဲ့ဖြစ်ရတစ်ခုဖြစ်ပြီးဣဇရေးပဲမှနောက်ထပ်တည်င်းအချက်လက်များရရှိတဲ့နေ့ကျွန်တော်ဆက်လက်မျှဝေသွားမှာဖြစ်ပါတယ်။ ယခုရာဖာနေဇာဖျက်ကျော်ခြင်းနဲ့ပတ်သက်၍၎င်းကဆက်လက်ပိတ်ထားဆဲဖြစ်တယ်။ဝန်ကြီးချုပ်နာရာယာဟူရဲ့ယုံက၎င်းကနောက်ထပ်အချက်လက်မထုတ်ပြန်မခြင်းပိတ်ထားမယ်လို့ဆိုပါတယ်။သူဟာဤအကြေညာချက်ကို ကိုင်ရိုမှာရှိတဲ့ပါလက်စတိုင်းတန်ယုံကကာဇာပြင်ပြပမှာပိတ်မိနေတဲ့ပါလက်စတိုင်းများအားဤသို့ပြန်လာရန်အိမ်သို့ပြန်လာရန်ညွန်ကြားချက်တွေထုတ်ပြန်ပြီးမကြာမီမှာပြုလုပ်ခဲ့ပါတယ်။တယုံကဂါဇာကိုပြန်လည်ဝင်ရောက်ရန်အစ်မြန်းနဲ့လှုပ်ထုံလှုပ်နေတွေကိုရှင်းပြခဲ့ပါတယ်။ ါပေမဲ့ Israel ဟာနေဇပ်ဖြတ်ကျော်ဂိတ်တွေကိုထိ ंछ ုပ်ထားပြီး၎င်းကိုလူသားချင်းစာနာမှုအကူအညီဝင်ရောက်မှုနဲ့ Rafah ဖြတ်ကျော်ဂိတ်ပေါ်အော်ဇာလမ်းမှုအပေါ်အသုံးပြုနေပါတယ်။ Israel ဟာ Israel ဒဇကန်တွေရဲ့အယုတ်လောင်းတွေကိစ္စကို၎င်းရဲ့လောက်ရတွေအတွက်အကြောင်းပြချက်အဖြစ်အသုံးပြုနေပါတယ်။ Israel ဝန်ကြီးချုပ်ယုံကဟာမတ်စ်ဟာယုတ်အလောင်းအလုံးကိုပြန်မပေးသေးဘူးလို့ဆိုဆွဲပြီးဟာမတ်စ်က ယခုလှုပ်ဆောင်နေတာထက်ရုပ်အလောင်းများပုံမပြောင်းပြနေတယ်လို့ဆိုပါတယ်။ဒါပေမဲ့ကိုယ်တမကအရာရှိများဖြန့်ပြသူများနဲ့အခြားကျွမ်းကျင်သူများကရုပ်လောင်းများပြန်လည်ရရှိခြင်းဒီအလွန်ခက်ခဲတယ်လို့ဆိုပါတယ်။၎င်းကကာဇာမာကြီးမားတဲ့ပျက်စီးမှုနဲ့တိုင်ချိန်တန်ပေါင်းများစွာတဲ့ပြိုကျပျက်စီးမှုကြောင့်ဖြစ်တယ်။ဒါအပြင်ကျွန်တော်တို့တည်ထားတဲ့အတိုင်းရာဖာဖြစ်ရကပြတ်တာတဲ့အတိုင်းအစ္စရေးဟာကာဇာကမ်းမြောင်ရဲ့90%ကျော်ကိုဆက်လက်ထိန်းချုပ်ထားပါတယ်။ ဂါဇာတွင်လှုပ်ရှားသွားလောင်မှုဟာအရသာများအတွက်သာမကအထူးသဖြင့်ဟာမတ်အဖွဲ့ဝင်များအတွက်အလွန်အန္တရာယ်များနေစေဖြစ်ပါသည်